စစ်ကောင်စီထိန်ချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမျိုးမှာစစ်ဘေးတိမ်းရှောင်သွားကြတဲ့အတွက်လူမရှိဘဲပြစ်ထားခဲ့တဲ့နေအိမ်တွေကိုစစ်ကောင်စီတပ်သားတွေကဖျော့ဖြက်ပြီးတော့မွ슬င်ကျင်းရွာတွေမှာရောင်းချနေတယ်လို့ DMG ကစုံစမ်းသိရပါတယ်။စိုင်းယုံစုရက်ကွက် မင်းကန်ဆာယိုကြစားတဲ့ရက်ကွက်တော့မှလူမနေတဲ့တက်အိမ်ဝအိမ်တွေကိုစစ်ကောင်စီတပ်သားတွေကဖြိုဖျက်ပြီးတော့ကုန်ကားကြီးတွေနဲ့တင်ဆောင်ပြီးစစ်တွေမျိုးအနောက်ဘက်မွတ်စလင်ကျေးရွာတွေကိုတွားရောက်ကရောင်းချနေတာဖြစ်တယ်လို့ဒေသခံတွေပြောပြချက်အရာသိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စစ်တွေမျိုးနေကမွတ်စလင်အမျိုးသမီးတယောက်ရဲ့ပြောစကားကိုလုံခြုံရေးအခြေအနေအရာ DMG ကအတန်းအစားထိုးဖတ်ပြထားပါတယ်။ အရင်ဆုံးဒီအိမ်တွေကပစ္စည်းတွေကိုထုတ်ယူပြီးတော့ဒီမွတ်စလင်ရွာတွေမှာလာရောက်ကြတာရှိတယ်။အဖန်ခွက်တွေဆိုလို့ရှိရင်လေပိတ်ဆံ200 300အဲ့လောက်ဈေးတွေနဲ့ရောင်းစားနေကြတာတော့အဲနောက်ထပ်ကတော့ဒီအိမ်သုံးပစ္စည်းတွေအကုန်လုံးကိုထုတ်ရောင်းပြီးတာနဲ့ဒီအိမ်ကတစ်တွေကိုဖြိုယူပြီးတော့ရောင်းတာမျိုးရှိတာပေါ့အဲတစ်တယောက်အိမ်မှာအိမ်တစ်ဆောင်နေတာကိုတွေ့လို့မဲကြီးတော့သူတို့ကစစ်တပ်ကရတဲ့လူမရှိလို့အဲရခိုင်နေအိမ်တွေကိုဖြိုပြက်ပြီးတော့ဈေးတက်တက်တက်တာနဲ့ရောင်းချနေလို့ အဲ့ဒီကဝယ်ပြီးတော့အင်တီးဆောင်နေတာလို့ပြောတာအဲ့ဒီလူသုံးကုန်ပစ္စည်းတွေကိုစစ်တွေမျိုးနဲ့မွတ်စလင်ကျင်းရွာတွေဖြစ်တဲ့သက်ကေပြင်အောင်တော်ကြီးသေချောင်းစားတဲ့ကျင်းရွာတွေမှာဈေးနှုန်းတက်တာစွာနဲ့ရောင်းချနေတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်သားတွေကဈေးတက်တာစွာနဲ့ရောင်းချပေးတဲ့သစ်တွေကိုဝေယူပြီးတော့အိမ်သစ်ဆောင်နေတဲ့မြင်ကွင်းကိုလည်းစစ်ကောင်စီတပ်သားတွေကဓာတ်ပုံရိုက်မှတ်တမ်းယူထားတယ်လို့ဒေသခံတွေက ပြောကြပါတယ်။ မနေ့ကမေလ9ရက်နေ့မှာလဲစစ်ကောင်စီတပ်သားတွေဟာစဲယုံစုရက်ွက်ကနေအိမ်10လုံးကိုဖျို့ဖျက်ပြီးတော့ကုန်ကားကြီးတွေနဲ့သေဆောင်ကသက်ကေပြင်းကျေးရွာကိုပိုးဆောင်ခေတာကို တွေးမြင်ရတယ်လို့ဒေသခံတွေက DMG ကိုပြောပါတယ်။နောက်ထပ်စစ်တွေမျိုးတွင်းကဒေသခံတယောက်ရဲ့ပြောစကားကိုလုံခြုံရေးအခြေအနေအရာ DMG ကအသံအစာထိုးဖတ်ပြထားပါတယ်။ ဆန့်စုရက်ကွက်မှာအရင်ကလည်းအဖြိုးလာရှိတယ်။ဒီနေ့လေးထက်ဖြိုတယ်ပေါ့ဒီအခုကိစ္စကစစ်သားတွေနောက်ပြီးတော့ဒီ ALNB ကလူတွေပေါ့နောက်ပြီးစေမုံတို့ယာယီမုံတို့နဲ့ပေါင်းပြီးဖြိုနေကြတာ။ရေစခဲအနိမ့်မှာကဒီလူမနေတဲ့အင်စီလုံးလောက်ကိုသူတို့ဖြိုသွားကြတာ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရခိုင်ပြည်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဦးလာသိန်းနဲ့ ALP တာဝန်ရှိသူတွေစီကို DMG ကစားသွေးမေးမြန်းဖို့စ조사ခဲ့ပေမဲ့အစားသွေးမရရှိခဲ့ပါဘူး။ မြို့ကန်တွေမှာမိမိနေအိမ်ကိုဖြုတ်ဖြတ်မယ်ဆိုရင်လေရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPC ကခွင့်ပြုချက်ပေးမှသာဖြုတ်ဖြတ်ခွင့်ရရှိတယ်လို့မြို့ကန်တွေက ဆိုပါတယ်စစ်တွေမြို့ကန်အများအပြားမှာမြို့တွင်းတိုက်ပွဲတွေဖြစ်လာမှာကိုဆိုရင်ဒါကြောင့်ဘေးလွတ်ရာကိုကြိုတင်တင်းဆောင်သွားကြတဲ့အတွက်ငွေကြေးမတန်နိုင်သူတချို့သာမြို့အတွင်းမှာပိတ်မိကြံခဲ့ပါတယ်စစ်တွေမျိုးဟာရခိုင်မြောင်ပိုင်းမှာစစ်ကောင်စီထိန်းချုပ်ထားရာတခုတည်းသောမျိုးဖြစ်ပြီးတော့ မြို့နယ်ထဲမှာလန်နာဂျီဒရုန်းပစ်ခတ်မှုတွေနဲ့တိုက်ပွဲမကြာခဏဖြစ်နေပါတယ်။